ကမ္ဘာဈေးနှုန်းနဲ့အတူပြည်တွင်းတခြားဈေးနှုန်းတွေကျဆင်းနေတဲ့လို့မြန်မာနိုင်ငံတခြားနှင်ကြမ်းထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းကသိရပါထိန်လက်ရှိပြည်တွင်းတခြားလက်ကျန်နဲ့လမ်းမဲ့ကျန်းရာသီတွင်တခြားထွက်ရှိမှုကို ခံမှန်းတွက်ချက်မှုအရာရခင်နှစ်ကထပ်ပြီးပါတော့တိုးမြင့်သိမ့်ဖို့သွားမယ်အကြောင်းမြန်မာနိုင်ငံတခြားနှင်ကြမ်းထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှသိရပါထိန်လက်ရှိမှာနိုင်ငံတကာတခြားပေါင်စည်းမှတရန်လင်းအမေရိကန်ဒေါ်လာ900အောက်သား ရှိနေသလိုပြည်တွင်းတခြားဈေးကတပိတ်သာလင်းငွေကျပ်၄၀၀၀ဝန်းကျင်ပေါက်ဈေးသာရှိနေတယ်လို့ဆိုပါတယ်။ ပြည်တွင်းတခြားစီမှအောက်တိုဘာလကနေစတင်ကြဆင်းနေပြီးလက်ရှိမှာထော့ပေါင်းတခြားတပိတ်သားကိုငွေချက်3500ခန်း၄000ခါတခြား3400ခန်း၄3500ပွက်သားတပိတ်သားကိုငွေချက်2680ခန်း2900ခါဆက်ကြရေးတပိတ်သားကိုငွေချက်2500ခန်း2600ပေါင်းဆက်ကြရေးတပိတ်သားကိုငွေချက်1800ခန်း2000ချက်အထိအတိအပေါင်းစေးရှိနေတယ်လို့သိရပါတယ်ရှင် 行。Okay.